ဗရောင်းမြို့နယ်ပကံကွဲကျေးရွာနီးရှိအရခတတ်တော် A သိမ်းယူထားတဲ့ point 63လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်နေရာယူထားပြီးအခုရက်ပိုင်းမှာ A ရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့က point 63လုံးစခန်းရှိစစ်ကောင်မရှင်တပ်ကို A နဲ့ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကပ္ပဆာ16ရဲ့အဓိကကာကင်စခန်းကုန်းဆိုတော့စစ်တပ်ကဘလို့ရရပြန်ယူနေတာ လေချောင်းကြောင့်ပူပေါင်းတက်ကနောက်ဆုံးနေရချိန်မှာဝင်နေရယူတာအခုပိတ်ဆို့တိုက်ခတ်နေရတာတေဆုံးများတယ်လို့စီးရီးသတင်းရမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာ16ရဲ့အဓိကကာကင်းစခန်းကြီးဖြစ်တဲ့အဲ့ဒီ point 6သုံးလုံးစခန်းကို A ကပြီးခဲ့တဲ့အော်တိုဘန်14ရက်နေ့မှာတင်ပိုင်ခဲ့တာပါ A ကအခုလိုတင်ယူပြီးနောက်ပိုင်းရက်မှာနေမြေ ရှင်းလင်းပြီးတက်တွေစုတ်ခွာထားခဲ့ရာ ပွိုင်း၆၃လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်နေရာယူတက်ဆွဲလာတာဖြစ်တယ်လို့လည်းသိရပါဗျ။စခန်းကုန်းပြန်ပါမသွားစေဖို့စစ်ကောင်မရှင်ကလက်နက်ကြီးပစ်ကူဒရုန်းပုံးတွေဖြင့်လေကြောင်းကနေပါပြင်းထန်ကာကွယ်တိုက်ခိုက်နေကြောင်းလည်းသိရပါဗျ။ညောင်ချရောက်ခြေဆိုင်ဒါတရ639ဒုံးတက်ရင်တွေကလည်းတိုက်ပွဲဖြစ်ပွားရနေရတဲ့ရိုးပေါ်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေမှုတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ ညောင်ကျိုးနယ်လေတာတောင်တကျောမှာထိတွေ့တိုက်ပွဲတွေရန်နာနေပြီးပွိုင်ကုန်းမှာသာတိုက်ပွဲတွေပြင်းထန်နေကဒရုန်းတိုက်ခိုက်မှုတွေစစ်ကောင်မရှင်ကပြုလုပ်လာတယ်လို့သိရှိရပါတယ်